ကဲမင်္ဂလာပါဗောနော်ထုံးစံအတိုင်းပေးနေကြအတိုင်းဆက်ပေးမယ်ဆိုလို့ရှင်ဒူတီကြော့ကီခိုင်အနေနဲ့ပေးမယ့်ဟာတွေကတော့ရှေ့ရက်ကနေ12ရက်နေ့အထိ12လပိုင်းအတွက်ဟလာနေစဉ်အထိကီစိန်ကီရတော့3 5 8 3ညနေစဉ်ထီအောင်ထိုးပေးပါပတ်ခိုင်းတာလည်းမဟုတ်ဘူးကိုကြိုက်တဲ့အလုံးရှိရင်မိန်တင်ွက်တီ3583ညာနဲ့ကက်ပြီးတော့ကစားပေးပါ အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကတော့စိန်ကြီး break တွဲဆိုတာ9383953ညာတဲ့အ break တွဲကိုရွေးထုတ်ပြီးထားတာเนาะရွေးထုတ်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့9နဲ့3ကိုတောက်ကြနေအထိကစားရမယ်ဒီ break တွဲကိုကရင်တော့เนาะနောက် key break တွဲဆိုလို့ရှိလို့ရှိရင်เนาะ key break တွဲက3ညာနဲ့9နဲ့ break တွဲဒါက 6ကျင်းအတွင်းဆိုပေမဲ့ဟိုဗုဒ္ဓဦးနေရဒီတစ်ပတ်ပိတ်တယ်အဲ့တော့အင်္ဂါအင်္ဂါနေ့အထိဒီကျင်းအတွင်းဆိုရင် okay တယ်ဗရိတ်တွဲဒါဘာဖြစ်လို့လဲဆိုတော့2ကျင်း2ကျင်းထွက်တဲ့အတွက်ကြောင့်မဟုတ်လို့เนาะ ဘူးအင်္ဂါနေ့အတွင်း၄ချိန်အတွင်းဆိုလို့ရှိရင်တော့တိကြပါဖတ်ကိုဖတ်ပေးရမယ်အတွဲပေါ့နော်အဲ့တော့ဗရိတ်တွဲဆိုရင်လည်း၈တိဗရိတ်ဒါအင်္ဂါနေ့အထိကိုဗရိတ်တွဲအနေနဲ့တော့နောက်ကြီးချင်းကြီးချင်းရပြီးခဲ့တဲ့နော်ဂျာတာဗရိတ်နေ့တွေကဆလာတဲ့ဟာဒီဟာကြီးချင်းရောဒီဗရိတ်တွဲရောဒါတွေအကုန်လုံးอ่ะနော်အဲ့တော့ဒီဟာတွေကအင်္ဂါနေ့အထိကိုအဲ့တော့ဗရိတ်တွဲနဲ့ကြီးချင်းနဲ့ကြီးဆိုလို့ရှိရင်လည်းဒီမှာကြီးဗရိတ်တွဲတာက၃ညာ၅ ြီးချိန်ရ65ဖြစ်တဲ့အတွက်ကြောင့်963ညပရိတ်တွဲကိုယူလိုက်တယ်အဲ့တော့9ပရိတ်ရှိရယ်3ပရိတ်ရှိရယ်3ညပရိတ်ရှိရယ်10ပရိတ်ရှိရယ်10ပရိတ်ရှိရယ်အကုန်ကင်စရာမလိုဘူးအကုန်ကင်စရာမလိုဘူးပရိတ်တွဲကိုကင်93ပရိတ်တွဲကိုကင်ရင်ကင်93ညပရိတ်တွဲကိုကင်ရင်ကင်10ပရိတ်တွဲကိုကင်ရင်ကင်နော်ပရိတ်က ကုန်ကိုင်းနာမဟုတ်ဘူးအတွဲလိုက်အတွဲလိုက်အကွက်20အဲ့လိုပဲဒီမှာငါးပတ်တိကစားတဲ့သူကငါးပတ်တိကစားတဲ့သူဒီမှာငါး63ညလို့ပြောထားတယ်မလားငါးပတ်တိကစားတဲ့သူဒါဒါကအင်္ဂါနေ့အထိနော်ငါးပတ်တိကစားတဲ့သူဒီမှာ break နော်6ပတ်တိကစားတဲ့သူဒီမှာ break ရွေးပြထားတယ်3ညပတ်တိကစားတဲ့သူဒီမှာ break နဲ့ဖန်တယ်1ပတ်တိကစားသူ break ဖန်တယ်9ပတ်တိကစားသူ break ဖန်တယ် အဲအဲ့မှာမှကျမတို့ကတစ်ခါထပ်ပြီးတော့မပြောက်ပတ်သည်အရင်ပြီးနေကြအတိုင်းတကူတုံညတကူတုံညမပြောက်ပတ်သည်ရဒါအစ်စ်ထပ်ပေးရနော်ဒီဟာကတောက်ကြနေသည့်အတုံးအကျုံဝင်နေဟာဒီ9 6 3ညကတော့အင်္ဂါနေ့အထိပဲအကျုံးဝင်နေအဲ19 3ညကတော့တနေ့တောက်ကြနေ့အထိအကျုံးဝင်နေအဲ့တော့ဒီဟူးမကျော်မှာဒီ19 3ညကိုဒီ96 3ညနဲ့ကတ်မယ်ဆိုလို့ရှိရင်အကွက်ကဒါလေးပဲရှိတယ်ဟဲ့လားဒါလေးပဲရှိတဲ့ဟာကိုကျွန်မ break နဲ့ပြန်ဖမ်းမယ်ဆိုလို့ရှိလို့ရှိရင်19ရဲ့30ခု6ရဲ့3ည9ရဲ့ဒီ၄ကွက်ပဲရှိတယ်အဲ့တော့3ည3ည30 break အနေနဲ့ဒါဒီအကွက်ထဲက ဒီဟာကိုအကုန်ကစားနိုင်ရင်တော့အကောင်းဆုံးပဲเนาะတကယ်ဘဏ္ဍကွက်မှလည်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့မာနေဒီဟာကတ်မယ်ဆိုရင်63.18ကွက်ပဲရှိရယ်เนาะ63.18ကွက်တစ်လုံးပတ်စားတော့မရှိဘူးပရိတ်တွဲနဲ့เนาะအဲ့တော့ပရိတ်တွဲနဲ့ဆိုလို့ရှိရင်ဒီဟာကိုထိုးမယ်ဆိုရင်ဒါကိုတင်ကွက်အနေနဲ့ဟိုဟာဖြစ်နိုင်တယ်အဲ့တော့မွေးလေးကွက်၃ည၃ညကိုတကွက်ကောင်းအနေနဲ့ပေးထားတယ်။ဘာဖြစ်လို့လဲဆိုတော့စူဘူးနဲ့လည်းတွားတိုက်လို့ဒီတစ်ပတ်စူဘူးဟာနဲ့တော့မဟုတ်နောက်ပတ်စူဘူးနဲ့ဒါပေမဲ့ ထူအပူဆိုရင်ကျမကတော့3ည3ည30ဗိတ်ကိုပူကြိုက်တယ်เนาะအဲ့လိုပဲမွေးလေးကွက်ပူရဲ့ထုံးစံကိုပြောပြအောင်မယ်နော်အပူရဲ့ထုံးစံသည်6ထိပ်မလာရင်ဘရောမှမပူရှာရှာပါပါပူခြင်းပူမယ်အပူထိုးခြင်း6ထိပ်6ပိတ်ထွက်ပြီးသွားမှထိုးအောင်6ပိတ်လာတဲ့6ပိတ်လာတဲ့ထုံးစံဒီမှာနေ96ဆိုတာထွက်သွားမှာလားဟိုပြီးခဲ့တော့ကြ6ပိတ်ရဲ့ထုံးစံကကြာပြီးသားခဏန်းကြာပြီးသားပြိတ် ဒါပဲလာမယ်ညီကိုပြီးရင်ညီကိုလာမယ်ဒီပရိတ်ပြီးရင်ဒီပရိတ်လာမယ်ဒီကနန်းပြီးရင်ဒီကနန်းပြန်လာမယ်ဒါ6ပိတ်ရဲ့ထုံးစံเนาะ6ထိပ်ရဲ့ထုံးစံသည်6ထိပ်ရဲ့ထုံးစံသည်အမြဲတမ်းအပူထွက်တယ်အပူရှိရင်မှကြည်ကြည်လိုက်6ထိပ်အမြဲတမ်းရှိတယ်နောက်တစ်ခုကသူများတွေကပြောတုံညာခွန်ထိပ်လာခင်အပူလာတတ်တယ်တဲ့တုံညာထိပ်ခွန်ထိပ်လာရင်အပူလာတယ်တဲ့အဲ့ဒါတော့ ကြည့်ကြည့်လိုက်ကျမသိချာတော့မကြည့်ဘူးကျမသိချာတော့6ကတော့တည်တာပေါ့6ထိပ်လာမှသာလေအပူဆိုတာတည်ကြတယ်6ထိပ်မဟုတ်ခဲ့ဘူး6အပိတ်ပဲဆိုလို့ရှိလို့ရှိရင် ထွက်ပြီးသား break ထွက်ပြီးသားခဏဒါတွေဒါတွေဒါတွေပဲလာမယ်သူရဲ့ထုံးစံမာတူတာပါညီကိုပြီးညီကိုအဲအဲ့လိုမျိုးပေါ့ပါဝါနက်ကအဲအဲ့လိုပြီးရင်ခဏထွက်ပြီးသားခဏဒါတွေပဲဒါ6အပိတ်ရဲ့ထုံးစံ နော်6ထိတ်လာမှသာလျင်အပူကိုစော့အပူကိုလုံးဝလုံးဝအာမပေးသေးဘူးအပူရဲ့ထုံးစံသည်တုံညာစောနာပြောတယ်ဒီမှာပြောချင်တဲ့ဟာ6ထိတ်လာမှသာလျင်အပူက99ရာခိုင်နှုန်းသေးကြပါတယ်ဒါပေမဲ့တချို့ပြောတဲ့တငယ်ချင်းတွေပေါ့နော်အဲ့လိုပြောတာတော့တုံညာခွန်ထိတ်လာရင်လေ အပူလာတတ်တယ်ဒါတော့သူတို့ပြောတာပေါ့နော်အဲ့တော့ညမွေးလေးကွက်ကိုဘာလို့ပြန်ယူလဲဆိုတော့9358 3338ကြိုက်တဲ့မူတစ်ခုကိုယူဒီမွေးလေးကွက်နဲ့တွဲထိုးဆိုတာကပြောချင်တာကဒီ break တွဲတစ်ခုကိုကရင်ဒီမွေးလေးကွက်ကိုတင်ထိုးစေချင်တာဒီပတ်တီးကိုကစားတဲ့သူဆိုလို့ရှိရင်လည်းဒီမွေးလေးကွက်ကိုတွဲပြီးတော့ကစားစေချင်တယ် အဲ့တော့ကျမဟူးမကြော်သည်အဓိက main ဖြစ်တဲ့အတွက်ကြောင့်ဘယ်ဟာကိုအဓိကကစားစေခြင်းလဲဆိုတော့ငါးတုံညာအတွဲကိုဒီနှစ်ရက်ကင်စေခြင်းနဲ့တိထာပေါက်ငါးတုံညာဝမ်းချင်းအတွဲသည်ဒီနှစ်ရက်ထဲမှာကြောက်ကြပေးရမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာလဲမပြောက်ပတ်တီးရလဲတကူတုံညာရှိတယ်လို့ဟူးမကြော်ဆိုတဲ့အတွက်ကြောင့်ဟာအင်္ဂါနေ့ဖြစ်တဲ့အတွက်ကြောင့်ငါး၆တုံညာပြီးခဲ့တဲ့ဟိုမှာလည်းဆိုရင်ကျမတို့အခုကြာတာပြီဆိုရင်ဒီမှာဆိုရင်ငါး၆တုံညာမှာတုံညာနဲ့၆နဲ့တွဲပြီးတော့ကြာထားတယ်ဟုတ်တယ်မလား နော်ပရိတ်မှာငါပရိတ်ခွန်ရှိဆိုတာကိုထွက်ထားတယ်။အဲအတွက်ကြောင့်မလို့ဒါမလာတာမဟုတ်ဘူးဒါတွေပဲပြန်လာမယ်လို့ပြောချင်တာ။အဲ့တော့၃ညနဲ့ငါမှာဘယ်ဟာကိုအားတာလဲဆိုကျွန်မတို့၃ညပူကြိုက်တယ်၃ညဒီမှလည်းရှိရဒီမှလည်းရှိအဲ့တော့၃ညနဲ့ဒါနဲ့ဒါနဲ့ကိုတွဲပြီးဒီအွက်ထုတ်ပေးထားတယ်။ပရိတ်နဲ့ပြန်ဖန်ရင်ဒါတွေရတယ်ဆိုတာကိုပြတာ။နော်အဲ့တော့ဒါလည်းအကွက်နေနေထူးချင်းဒါကိုထိုးကနန်းစုံ အကွက်နေချင်းဒါကိုထိုး เนาะဒါပေမဲ့ပတ်တီးတလုံးနဲ့ဒါနဲ့ဆိုလဲဘာမှတော့တိတ်တော့မကွာဘူးအဲ့တော့မွေးကွက်ဒီဒီဟာကြတော့ဘယ်ဟာပဲထုတ်ဖြစ်ဖြစ်ဒီဟာနဲ့ဒါနဲ့နှစ်ခုရွေးထားတဲ့ဟာအဲ့တော့မွေးလေးကွက်ကိုကျွန်မဖာပြန်ရွေးလိုက်တယ်ဆိုတော့မွေးလေးကွက်ကိုကျွန်မရွေးလိုက်တာဒီအတွဲကိုရွေးလိုက်တယ်เนาะ9358 3938ဆိုတဲ့အတွဲကိုရွေးလိုက်တယ် ဒီဟာဘာလို့ရွေးလဲဆိုတော့ဒီအခွေကပြီးခဲ့တဲ့တပတ်ကလည်းဒီအခွေပဲဖြစ်တယ်ဒီအခွေပဲဖြစ်တော့ဒီပြီးခဲ့တဲ့အပတ်ကလည်းဒီအခွေက80ဆိုပြီးတော့ကြာထားတယ်ဒီလိုမျိုးကြာထားရင်ဆက်ကြတတ်တဲ့အတွက်ကြောင့်မလို့ကျွန်မဒီဟာကိုကြိုက်တယ်လို့ပြောတာเนาะဒါအခွေ ဒီဟာလေးလုံးဝေးရကြားရတဲ့ဥစားရှိလို့အဲ့တော့အခုကျမတို့ဒီ963ကိုအဓိကကစားမယ်လို့ပြောတယ်963ကိုအဓိကကစားမယ်ဆိုရင်ဒီမှာလေးလုံးခွေရှိရဲ့လေးလုံးခွေရဲ့ထုံးစံက9068အဲ့တော့963ဆိုတော့96တကွက်ထိုးပြီးတော့9058နဲ့6068ကတော်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 ကောင်းတဲ့လေးလုံးခွေရဲ့အာသာချက်နော်နောက်ပြီးတော့99%မပြောက်ပတ်သေးဆိုပြီးတော့ကျွန်မပေးတယ်လေအဲ့လိုမျိုး 99%ပျောက်ပတ်သည်ဆိုတာတုံတံပျောက်ခုလဲခဲရင်တယ်လို့ခွေဆော့ရင်လဲအခွေသမားတွေနေစဉ်ဈေးဘူးပေါ့เนาะဒါမဲ့ထားပါကိုပတ်သီးကစားတယ်ဆိုတော့အခုကျမနာပြောရလေ9တုံညအဓိကကစားစီခြင်းနေဆိုရင်ဒါမျိုးဒီမှာ9တက်ဒီရဆိုလို့ရှိရင်ဒီမှာပါတဲ့9နဲ့တုံညနဲ့ကိုချိန်လိုက်ပေါ့เนาะအဲ့တော့အတက်နိုင်ဆုံးတူတဲ့ဟာကိုတက်နိုင်ဆုံးတူတဲ့ဟာကိုဖိုးထိုးပေါ့เนาะဒါနဲ့ ဒီမှာပါတဲ့90 58 55 536ဟုတ်တယ်မှာ50 58အဲငါမပါဘူး90 58 53 55 56အဲအဲ့ထဲမှာပေါ့နော်ဒီလိုနဲ့ဟိုလိုနဲ့နှစ်ခုတွဲရဲမှာညှိတဲ့ဟာကိုပို့ပြီးတော့ကစား ငါးတုံညာပတိကိုအဓိကပေးထားတယ်เนาะအဲ့တော့ပတိမှာဆိုလို့ရှိလို့ရှင်အဲ့ဒီလုံးအခွေဆိုလို့ရှင်လည်းဒီမှာ96ခွန်အမ9ခွန်68အခွေရှိရဲ့ပြီးခဲ့တဲ့ဘက်ကလည်းဒီခွေပဲခွန်8ထွက်သွားတယ်အဲ့တော့သုံးလုံးခွေမှာဆိုရင်လည်းညီအကိုတွေဖြစ်နေတယ်အဲ့တော့ညီအကိုသတိထားပြီးတော့ထိုးပါဒီမှာဆောနာပြောတယ်6နောက်ပရဲ့6နောက်ပရဲ့ထုံးစံမှာညီကိုလိုင်းညီကိုညီကိုညီကိုတွေပဲ ထက်ကြဖို့ရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီအခွေတွေကတော့အများကြီးအာသာတဲ့အထဲမှာပါတယ်ငားရှိတယ်နော်ငားငားငား6ရှိရဲ့အတွက်ကြောင့်6ခွန်လားငား6လားအဲအဲ့တော့စူဘူးစူဘူးကကျွန်မအမြဲတမ်းလေးဘက်တစ်ချိန်ပြီးတယ်ဒီဘက်ကတော့ဒီ၃ခွက်ပဲထွက်တယ်အဲ့တော့ဒီ၃ခွက်ပဲထွက်တယ်အတွက်ကြောင့်မလို့၃ည၃ည၂ခွက်ထွက်နေလို့ပေါ့၃ည၃ည၃ခွက်ကောင်းပေးရတယ်အကြောင်းရဲ့เนาะစူဘူးမှာ၃ည၃ည၂ခွက်ဖြစ်နေလို့အဲ့တော့ ဒီက81တည်ဒီတပတ်မှာ81ကိုတော်မှာဥမာထားပါတော့81ကို1000ဘူးထိုးရင်တဆက်ခွန်100ဘူးနဲ့ဒီနှစ်ကွက်ကို100ဘူးပြောချင်တာဇာတို့ကအဲ့လိုလိုက်စီချင်တာမထွက်ရင်မထွက်ဘူးထွက်တဲ့အပတ်ကအငြင်းတန်းထဲထွက်တယ်အငြင်းတန်းလေးကြည်ပါတေချာကြည်ပါအငြင်းတန်းထဲထွက်ပါတယ်လိုက်ပြီးတော့လိလာကြည်ပါကျွန်မပေးခဲ့တဲ့စူပူကိုเนาะအဲ့တော့81ကို1000ဘူးထိုးရင်တစ်ခွန်ရဲ့3ည3ည3ည6ရဲ့က တရားဘူးပဲထူပါဇာတုเนาะပြောချင်တဲ့သဘောတရားတစ်ခုอ่ะအဲ့တော့လီလုံးခွေရှိရဲ့5ခွန်6ရှိ3လုံးခွေရှိရဲ့နဲ့3လေးခွန်နဲ့5 6ခွန်အဲ့တော့ညီကိုတွေအားသာတယ်လို့ပြောချင်တယ်အဲ့တော့ဒီနေ့မှဆိုလို့ရှိရင်လည်းနေ့တိုင်းကြီးထိတ်ဒီထိပ်ဒီ2 3 4ထိပ်ကိုအမြဲတမ်းလောက်ရမယ်အကွက်30လောက်ရမယ်လို့ပြောတာမဟုတ်ဘူးကိုထိုးတဲ့ပတ်တီးမှာဒီထိပ်တွေနဲ့ပတ်သက်လာတယ်ဆိုလို့ရှိလို့ရှိရင် ကိုဟာကိုတင်ထိုးဖို့ပဲပြောတာပြီးခဲ့တဲ့ပထမဘက်ကဒီကီးထိတ်နဲ့ဒီကီးလေးလုံးနေ့စဉ်ထီကီးလေးလုံးနဲ့ကက်ကက်ပြီးတော့ထွက်သွားတယ်ဟောပြီးခဲ့တဲ့တစ်ဘက်ကကြတော့ဒီထိတ်ကဒီကီးဘရိတ်နဲ့တွဲတွဲပြီးထွက်သွားတယ်အဲ့တော့ထွက်စင်ရတော့တစ်ဘက်နဲ့တစ်ဘက်ကမတူဘူးအဲ့တော့ဒီတစ်ဘက်မှာဆိုရင်ကျမငါးတုံညလိုလေးရွေးထားတယ်။နောက်လေသုံးပရိတ်ရှိရယ်နော်။ နော်ငါးသုံးပြိတ်ကိုအစိမ့်ကြီးပြိတ်ပေးထားဒီလိုသုံးသုံးညာဆိုရင်ထွက်တတ်တယ်နော်ဒါမျိုးတွေอ่ะသိလားအဲ့ဒါသုံးသုံးညာဆိုပြီးတော့အဲ့တော့အခုကျွန်မပြောချင်တာဒီ1 3 4ကို9ကိုရွေးတယ်လို့ပြောတဲ့အတွက်ကြောင့်ဒီ9ကို1 3 4ဒီ3ညာတလုံးမရှိရတဲ့အတွက်ကြောင့်ကတ်လိုက်တယ်3နဲ့ဟွန်းတဲ့အတွက်အဲအဲ့လိုပဲဒီမှာ3ညာရွေးထားတဲ့အတွက်ကြောင့်မလို့3ညာကိုလည်းဒီလိုပဲကတ်ပေးလိုက်တယ်အဲ့တော့မထူးလေနော်3ကဘုံဖြစ်နေတဲ့အတွက်ကြောင့်3ဆိုလို့ရှိရင်ဒီ3ကဒါနဲ့ကတ်မလား နော်ညာနဲ့ဆိုလဲ9ညနဲ့ကပ်ပြီးတာဟုတ်တယ်ငါ3နဲ့3 3 3လေးအဲ့တော့ကိုကြိုက်တဲ့နေ့တိုင်းကိုတော့ကိုဟာကိုအစဉ်ပြောင်းလုပ်ပါကျမအနေနဲ့ရွေးပြီးပါဆိုလို့ရှိရင်တကွက်ကောင်းကိုနေ့တိုင်းကို3ည3ရွေးမယ်ပြီးကြလို့ရှိရင်ငါ9ည3ည3ထည့်ထိုးမယ်ဒီတွဲထားတဲ့အကွက်ထဲမှာကျမတို့ရွေးထားတဲ့ပရိနဲ့ကြိုက်တဲ့ဟာဒီ90 3ည3 32ဒါနေ့တိုင်းအတွက်ကတော့ဒါပဲ ဲ့တော့ကိုပတ်တီးကစားတယ်ဆိုရင်ကျမကိုပတ်တီးရွေးပါဆိုရင်ကျမတော့အခုပတ်တီးထဲမှာဆိုရင်ဟူးမကြော်သည်9 3ည6ရှိတဲ့အတွက်ကြောင့်9 3ညအတွဲကိုကြိုက်ပါတယ်9 3ညကိုဘာနဲ့ကတ်မလဲကတ်မယ်ဆိုရင်တကူ6 3ညနဲ့ကတ်မယ်ဘာဖြစ်လို့လဲဒီကူ6 3ညလည်းအစ်စ်ထွက်ထားတယ်မပြောက်ပတ်တီးအနည်းတန်းထွက်နေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီခဏန်းလေးတွေကိုအဓိကကြိုက်ပါတယ်ဒါကတော့ပရိတွဲလေးတွေပါပရိတွဲဆိုတာကတော့ဒီမှာ9 3ပရိတွဲစောမယ်9 3ပရိတွဲ ဆော်လဲတရားလေးထဲထိုးနော်ပြောချင်တာတုံညာငါပရိတ်တွဲဆော်လဲဒါလေးထဲထိုးနော်ရှစ်တပရိတ်တွဲကင်နေသူလဲဒါလေးထဲထိုးနော်အဓိကပြောချင်တာအဲ့တော့ပြီးတော့ကီချိန်က6.5အဲ့တော့ကျမဒီမှာ6.5ဒီမှာ5တုံညာဖြစ်တဲ့အတွက်တော့5 6တုံညာဆိုပြီးတော့ကီချိန်ကိုကပ်ပြီးတော့ဗရိန်းနဲ့ကတ်ထားတဲ့ဟာကို ပဲပေးထားတယ်အဲ့လိုပဲဒီဒီဒါအင်းကမတိုင်ထွက်ရမယ်ဒီသုံးလုံးကိုလည်းဒီမှာရှိတဲ့တကူသုံးညာနဲ့အကောင်ဆုံးကပ်ပေးထားတယ်အဲ့တော့ဒီအကွက်လေးတွေရာလည်းမဖြစ်မနေစောစောထွက်နိုင်နေအဲ့တော့ဒီဟာကိုဘရိတ်ထားဖို့မိန်တင်ပြီးတော့ဘရိတ်ကိုင်းတဲ့လူတွေဒီအကွက်ကိုအဓိကမိန်တင်ပြီးတော့ခစားစိတ်ချင်းနဲ့ဘဲဘရိတ်တွဲကိုပဲကိုင်းကိုင်းဒီငါးအကွက်ကိုထဲထိုး အဲ့တော့ဒီဟာကိုမလွတ်ချင်ဘူးထပ်ပြီးတော့ဟိုဟာဖြစ်ချင်နေဆိုရင်ဇာတုသမားတွေဒါကိုလည်းထိုးနော်ကြိုက်တဲ့မူတစ်ခုကိုယူဒီကပြောချင်တာဒီလေးကွက်လေးကွက်ကိုနော်ဒါလေးတွေကိုတော့ထဲထိုးပေးနည်းနည်းပေါ့နော်အပေါ့ကာမိအောင်လို့ ကိုပတ္တိယလွဲချော်ခဲ့သည်ရှိတော်ဘောနော်တော့ပေးနေတာအတိုင်းမပြောက်ပတ်သည်ဆိုတဲ့ဟာရှိတယ်မပြောက်ပတ်သည်မှာဆိုရင်စိန်ကီးယာ3 5 8ညတကယ်လို့ဒီဒီဟာတွေထွက်ခဲလို့3 5 8ညထွက်ခဲလို့ရှိရင်လည်းဒါတွေနဲ့ပဲအငြင်းတန်းတွဲတွဲပြီးတော့ထွက်ပါလေပဋိဌာကြည့်ပါအငြင်းတန်းအများကြီးအကွက်ကိုအလုံးမပတ်စေခြင်းကျွန်မလို့သာဆိုရင်လေနောက်ငါးကြိုင်နဲ့မှလားငါးကြိုင်လို့ရှိရင်ကျွန်မဒီလိုပဲထိုးမယ် ဲ့တော့ဒီလိုနေတိုင်းမှာဆိုလို့ရှိရင်နှစ်3 4ထိတ်ရှိအမှန်လားဒီမှာနှစ်3เนาะအဲ့တော့4မပါဘူးเนาะအဲ့လိုမျိုးပေါ့ဒီမှာ3ညဒါလေးရှိရကိုကတင်းကွက်ကလေးတွေကစားတတ်အောင်လို့ကိုကကိုတတ်နိုင်လုံးရွေးပေးထားတာနော်ဘတ်တီညအိမ်မှာ90 3332ကဲရွေးချယ်မှုမှန်ကန်ပြီးတော့အကောင်ဆုံး နဲ့အမြန်များများကြံပါစေ live ကတော့ data green နဲ့မနှက်မှာပဲပြန်လွှင့်တော့မယ်เนาะဘာဖြစ်လို့လဲဆိုတော့အခုဟာရအင်္ဂါနေ့အထိအကုန်ပေးထားတယ်အကုန်ထိုးစရာမလိုကြိုက်တာတခုပဲယူအရင်ပြရမခံနဲ့เนาะတကယ်လို့အကွက်တွေမပတ်နိုင်ဘူးများတယ်မှန်လားဒီဟာကိုအဓိကထိုးဒါကိုအဓိကထိုးပြီးဒီလေးကွက်ထဲထိုးဒါဆိုရပြီ okay တယ်เนาะဒါကတော့တေချာပေါက်အနည်းဆုံး၄ချိန်မှာတစ်ချိန်ပေါက်ပြီးမယ် အနည်းဆုံးတစ်ချိန်နဲ့နှစ်ချိန်ပေါ့ဒါလုံးဝခိုင်မလုံးမယ်ဒီတက်ခိုင်တာတော့မရှိတော့ကဲအားလုံးကြည့်ကြမှုမှာကဲ၄ချိန်မှာတစ်ချိန်နဲ့နှစ်ချိန်ပေါ့ကိုခိုင်ခိုင်နေဆိုတော့ထိုးတင်မထိုးတင်ကိုအောင်စဉ်းစားပေါ့နော်ကဲဒီချိန်မှာကံပြီးတော့အကောင်းဆုံးအမြတ်များများကြညာပါစေ